တို့မြန်မာ Imperial College ကနေပြီး England နိုင်ငံ University of Greater Manchester ကိုပြင်သွင်းမဲ့ thesis paper ရဲ့အားလုံးအတွက် research conference လေးရှိပါတယ် research ဆိုရဲအရာကျတော့ဘာလဲဆိုတော့ research ဆိုတာ assignment တစ်ခုတည်း module တစ်ခုတည်းအများကြီးပို့ပါတယ် research က is a culture သူက culture နေနဲ့ organization နေမှာအများနဲ့ကျင့်သုံးဖို့အတွက်အလွတ်အဆုံးဟိုအလေးထားနေတစ်ခုဖြစ်ပါတယ်အဲ့တော့ research နဲ့ပတ်သက်တဲ့ဆိုရင်ဟိုကကိုယ့်ရဲ့ customer တွေအားလုံးနဲ့ပတ်ထိတွေ့နေရမယ်ဆက်ဆံနေရမယ်ကစတမာဖီးဘက်တွေကောက်နေရမယ်သူတွေအတွေ့အမြင်တွေအား ားလုံးကိုသိရှိနေဖို့အရေးကြီးပါတယ်။မနေ့တူ research culture နဲ့ဟိုပြုထောင်ပေးတဲ့ research conference လေးကိုအကြည့်ဦးနော်။ င် research conference ပြီးသွားတဲ့ခါကျရင်အာတခြားအနေနဲ့အကြံပေးခြင်းတွေအကြံပေးချက်၅ခုပါလဲဆိုတော့ research paper တွေရေးတဲ့ခါကျရင်နံပါတ်၁ marketing ကို topic လုပ်ပြီးရေးတယ် leadership ကို topic လုပ်ပြီးရေးတယ်ဆိုရင် leadership အကြောင်းကို story လေးပြပြရေးတယ်လို့ပဲတိတိကျကျကျွမ်းကျင်အောင်ပြပြပါပြီးတော့ leadership မှာအကြံဉာဏ်ကဖြစ်နေတဲ့ model တွေအားလုံးကိုကိုယ့်ရဲ့ paper ထဲမှာပါအောင်ရေးပါပြီးတော့မှ ပြီးတော့မှကိုရေးလိုက်တဲ့ theory ကိုတသိချာချာထည့်ပြီးတော့အကျေချက်ပြီးရေးပါပြီးတော့ကိုရေးတဲ့ theory နဲ့တခြား theory ကိုရှာဖွေထားတဲ့လက်တွေ့လောကက findings တွေအားလုံးကဘာတွေဖြစ်နေလဲဆိုတာကိုရှာရေးပါပြီးတော့ quantitative data နဲ့ qualitative data ကိုလှလပပသုံးချပါပြီးတော့ finding တွေအားလုံးကို graph တွေ chart တွေနဲ့ ကိုယ့်ရဲ့ research question ရဲ့ hypothesis ရဲ့ divided look ပြီးတော့ finding နေအားလုံးကအဖြေပြန်ရှာပါပြီးတော့နောက်တစ်ခုက managerial implication အရင်အရေးကြီးပါတယ်အဲ့တော့ဒီ research paper ကြီးရှာလိုက်တဲ့ဥပမာ leadership insight ကိုရှာလိုက်တဲ့ဆိုရင် higher education sector မှာကောင်းကောင်းနေအဓိကတွေ့နေရတဲ့ challenges တွေကဘာတွေလဲဘာတွေလုပ်ရင်ကောအမြင်နိုင်လဲ customer တွေကဘာတွေဖြစ်နေလဲဆိုတဲ့အရာတွေအားလုံးကိုပလပပတင်ပြဖို့ပါအရေးကြီးပါတယ်ပြီးတော့ခေါင်းဆောင်တွေအနေနဲ့ဘာတွေလုပ်ရမလဲဆိုတော့ပိုကောင်းတဲ့ ရလက်တွေရဖို့အတွက်ဘာတွေလိုရမလဲဆိုတော့ manager ရဲ့ implication တွေအားလုံးကိုကိုယ့်ရဲ့ paper နဲ့တတိမိမိပြပြနိုင်လဲဆိုတော့ research paper တွေကအရင်ကောင်းတဲ့ paper တွေဖြစ်မှာပါအဲ့တော့ research paper ရေးရင်ចောင်းသားပြောက်လို့ဘလောမှသဘောထားပြီးမရေးပါနဲ့ဒီ topic ကိုငါကစာရေးဆရာတယောက်အနေနဲ့ရေးနေတယ်ဟိုလေးလာနေတဲ့ interest မှာဘာတွေဖြစ်နေလဲဆိုတာသိချင်တယ်ဆိုစိတ်နဲ့ research ရေးပါလို့ပြချင်ပါတယ်ကျွန်တော်တို့ research တွေလုပ်တဲ့အခါမှာတွေ့ရှိချက်တွေကိုပဲတင်ပြသွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတွေ့ရှိချက်တွေကနေတဆင့် manager ရဲ့ implications တွေန ောက်ပြီးတော့ဘာလိုမျိုးဆက်ပြီးတော့ further recommendation တွေသွားလဲဆိုတော့အထိပါကျွန်တော်တို့ကစဉ်းစားပြီးတော့ research မှာကျွန်တော်တို့ကအာကျွန်တော်တို့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကကျွန်တော်လက်တွေ့မှာလည်းအများကြီးအသုံးဝင်တယ်လို့ကျွန်တော်ကယူဆမိပါတယ်ခင်ဗျာ ကိုတုံးခဲ့တဲ့ theory တွေပိုင်းတွေပြီးတော့ကိုရှာခဲ့တဲ့ research တွေ findings တွေပေါ့နော်ဒါတွေကိုဟို present လုပ်တဲ့အခါမှာဒီချိန်ကြီးတွေ professor ကြီးတွေရဲ့အမြင်ကိုလည်းသိခွင့်ရတယ်ပေါ့နော်သူတို့ရဲ့အဲဒီ comments တွေကလည်း valuable ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ paper ကိုလည်းအထောက်အကူအများကြီးဖြစ်ပါတယ် MIC မှာတက်ရတာကျွန်တော်အနေနဲ့ကတော့အများကြီးဒါကျေနပ်မှုလည်းရှိတယ်ပျော်လည်းပျော်ပါတယ်ဒီကျောင်းကသင်ပေးလိုက်တဲ့သင်ခန်းစာတွေကိုအခြေခံပြီးတော့မှကျွန်တော်ရဲ့လုပ်ငန်းမှာပို့ပြီးတော့ကောင်းမွန်တဲ့ စနစ်တွေတည်ဆောက်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့အဲ့ဒီလိုပဲယုံကြည်မျှော်လင့်ထားပါတယ်။စတဲ့တဲ့နေပေါ့နော်တရက်နှစ်လောက်ရောကြာအောင်နည်းနည်း challenge တော့ဖြစ်တယ်ပေါ့နော်ဒီ case study တွေလောက်ရမယ် presentation ပိုင်းတွေဆိုအာ pressure လေးတော့ဖြစ်တယ်ဒါပေမဲ့ဒါကောင်းတဲ့ pressure ပေါ့နော်ကိုတကယ်အလုပ်လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီလောက်မှာအထောက်ပံ့ဖြစ်မယ်ဆိုတာကိုယုံကြည်ရယ် communication ပိုင်းပဲဖြစ်ဖြစ်ဆရာမတွေရဲ့တင်ကြားမှုပိုင်းပဲဖြစ်ဖြစ်ပြီးရင် knowledge sharing ပေါ့နော်ကျွန်တော်တို့တကယ်ချင်းမိတ်ဆွေအချင်းချင်းကြားမှာ knowledge sharing ပဲဖြစ်ဖြစ်အားလုံးက တကယ်ကိုစရင်စီစဉ်တာနဲ့ဖြည့်ရှင်ပြီးတဲ့အတွက်ကြောင့်မို့အရန်ကိုပြောရှင်ရပါတယ်ဒီမှာတက်ရတာ experience အရန်ကောင်းပါတယ်မြန်မာ Imperial College မှာဆိုရင်ဒီ MBA program လေးရဆိုရင်ဒီလက်ရှိစီးပွားရေး level မှာလည်းအောင်မြင်နေလူတွေလည်းလက်တကျအများဖြစ်တဲ့ခါကျအစာကြီးပဲအဓိကသင်တာမျိုးမဟုတ်ဘူးပေါ့နော် theory ရဲ့ concept တွေကိုပြန်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းနဲ့လည်းပြန်ပြီး apply လုပ်လို့ရအောင်လို့လည်းဒါ discussion time လေးလေးထပ်ထားပေးထားဖြစ်တဲ့ခါကျတော့စာတွေ့အပြင်ကိုမှပေါ့နော်လက်တွေ့ဒီ practical အနေနဲ့လည်းပေါ့နော်ဟို knowledge sharing လို့ critical thinking skill တို့လည်းပိုပြီးကောင်းလာစေရအတွက်ကြောင့်မို့လို့ဒီမြန်မာ Imperial College ရဲ့ MBA program လေးကိုလည်းလာရတရဖို့အတွက်ကိုအကုန်လုံးကိုဖိတ်ခေါ်လိုက်ရပါရဲ့ရှင်။ကျမရီမာ Imperial College ရဲ့ Master of Business Administration program ဟာဆိုရင်နိုင်ငံတကာအသိမပြုစီးပွားရေးမှာအဖွဲ့ဖြစ်ပြီးအင်္ဂလန်နိုင်ငံ University of Greater Manchester ကနေတိုင်ရိုက်ပြီးရတာပဲဖြစ်ပါရဲ့ရှင်။ MBA ပိုဂရမ်မှာဆိုရင် C point နဲ့ပဲတည်တည်ကခေါင်းဆောင်တွေပညာရှင်တွေနဲ့အတူတူပညာတင်ကြရတဲ့အတန်းဖြစ်လို့ strong alumni တွေနဲ့အတူတူ network create လုပ်ရတဲ့ program တစ်ခုလည်းဖြစ်ပါတယ်ရှင်။မိုင်စီရဲ့စီးပွားရေးမဟာဘွဲ့ Master of Business Administration MBA Principles of Marketing Principles of Management Business Communication Strategic Leadership and Management strategic change management, research method, strategic marketing management, strategic planning, managing financial principles and techniques, project management, the strategic perspective, strategic human resource management, leadership and management, research methodology and research paper. မြမ Imperial College MIC အိမ်မက်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထည့်ဖို့ပါ